ဝမ်ချမ်းမြရှိပွဲဦးတဲ့ပွဲစဉ်ပြတ်သွားရတဲ့အကြောင်းရင်းကိုပြောပြလာခဲ့တဲ့ကျော်စွာဝင်းအားလုံးပဲမင်္ဂလာပါများ Can Fight News ကတင်ဆက်နေပါတယ်။စောကားပြင်းမဲ့ကျော်စွာဝင်းရဲ့ဝမ်ချမ်းမြရှိပွဲဦးတဲ့ခရီးစဉ်ကိုအော်ဒီဘာလာထဲမှာမြင်ရတော့မှာမဟုတ်ပါဘူး။ဝမ်ချမ်းမြရှိကဒီလရဲ့နောက်ဆုံးသောပြိုင်ပွဲဖြစ်တဲ့1 Friday Fight 131အတွက်တွဲဆိုင်တွေကိုပြီးခဲ့တဲ့ညကကြေညာခဲ့ပြီးကျော်စွာဝင်းရဲ့ပွဲမပါလာခဲ့တာပါ။ဒါကကျော်ကြီးရဲ့ပွဲကိုကြည့်ဖို့အားခဲထားခဲ့ရတဲ့ပရိသတ်တွေအတွက်ကတော့စိတ်ပျက်စရာဖြစ်ပါတယ်။ ဒီနောက်မှာတော့ကျော်ကြီးကသူနဲ့နေဆက်ရာပုံကိုကနေအစင်မဲဘာလို့များပွဲပြက်ခဲ့တာလဲဆိုတာကိုပရိသတ်တွေကိုအတိပေးလာခဲ့တာဖြစ်ပါ ರಿ အဓိကတော့ကျော်စွာဝင်းနေတဲ့ပွဲအတွက်စစ်စစ်နေချိန်မှာအသေးစားတရားရရှိခဲ့လို့ဖြစ်ပါ ರಿ ဒီတရားကမပြောပါလောက်တဲ့တရားဖြစ်ပြီးတော့ပြည်တွင်းမှာဆိုရင်တော့ဘာတော့ညာတော့စဉ်းစားမနေဘဲနဲ့တက်ထိုးနေမှာပါဒါပေမဲ့ဖဲတက်ကျင်ဘက်ကကျော်စွာဝင်းကိုမစွန့်စားစေဘဲနဲ့တရားပြီးတိုင်ပြောက်ကင်းမှပွဲတက်ကစားခိုင်းမှုဆုံးဖြတ်လိုက်တာဖြစ်ပါ ರಿ ဒါကစမတ်ဖြစ်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့တရားဆိုတာမျိုးကတည်တည်ငယ်ငယ်ရှိနေရင်တောင်မကစားတာအကောင်းဆုံးပါပဲ နှုတ်မို့ဆိုရင်တော့အဲ့နဲ့ထွင်ရမယ်ကိစ္စပစိနဲ့ပေါက်ရနိုင်ပါလိမ့်။ကြကြဝါမဲ့သွားအယိုးကြီးရှောင်းတာကပိုတင့်တော့ပါလိမ့်။ကိုကစွန်စားပြီးတော့ထိုးလိုက်ဖို့ရာထိုက်တန်တဲ့ပွဲမျိုးဆိုရင်တော့တမျိုးပါ။ဥမာအပြင်တော့ဂျိုရှွာဘန်ကအဆင့်တက်နေရာကဘရန်နရော်ဗယ်ကိုဒင်ယာရှိလျက်နဲ့လူစားဝင်ထိုးတာမျိုးဖြစ်ပါလိမ့်။လုံမျိုးမဖို့ရင်တော့ဒင်ယာကိုပျောက်ခင်းအောင်ကုသပြီးမှကစားတာပိုကောင်းပါလိမ့်။ကစားမရီအတွက်ကြီးစားကစားမဘောက record ကအင်မတန်အရေးကြီးပါလိဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျော်စွာဝင်းကအခုလိုပြောပါလိကျွန်တော်ဒီအော်တိုဘာလာအတွင်းဝမ်းမှာပွဲဥတဲ့ထိုးဖို့နှိစက်ခဲ့တယ်ဆိုတဲ့သတင်းကိုအားလုံးသိပြီးသားဖြစ်မှာပါ ါပေမဲ့ဆေးဆေးတဲ့အချိန်မှာတော့ training မှာရခဲ့တဲ့တန်ရာအသေးလေးကိုတွေ့သွားခဲ့ပါတယ်။တန်ရာကပြောပါလောက်ပေမဲ့ဆရာဝန်ရောကလပ်တထေးရပါကြော်ကြီးအတွက်စိုးရိမ်ပြီးတော့လက်လုံးမှာပွဲမထိုးခိုင်းဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ကြော်ကြီးကဒီလပွဲထိုးခွင့်ရရင်အစင်းစင်းဖြစ်အောင်လို့ training ပြင်းပြင်းထန်ထန်ဆင်းခဲ့ပြီး weight ကို61 kg အထိချထားခဲ့ပါတယ်။ hydration test အောင်မို့အတွက်ပါနေတိုင်းစောင့်ကြည့်ပြီးတော့အတက်နိုင်ဆုံးပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲထိုးခွင့်မရသေးတဲ့အတွက်အရင်ပဲစိတ်ပြတ်မိပါတယ်။ ကျော်ရပြည်သက်တွေဆိုရင်ဒီဘွဲကိုအားပေးဖို့အစင်းင်းစောင့်နေကြသလိုတချို့ဆိုရင်တော့မြန်မာနိုင်ငံကနေတကူတကလာအားပေးဖို့လင်းလက်မှတ်တွေပါဝယ်ထားကြပြီးပါပြီအခုလိုမျိုးပွဲထုတ်ဖို့အစင်မပြေဖြစ်သွားတဲ့အတွက်မျောနေနေကြတဲ့ပြည်သက်တွေအတွက်ကတော့စိတ်မကောင်းပါဘူးပြည်သက်တွေကိုအလေးနဲ့တောင်းပန်ချင်ပါတယ်ခင်ဗျာဒဏ်ရာလုံးဝပျောက်သွားအောင်စနေတကျဆေးကုသမှုခံယူပြီးလေ့ကျင့်ပြင်ဆင်ထားပါမယ်ကျော်ရကိုအားပေးတဲ့ပြည်သက်တွေကိုအထူးကျေးဇူးတင်ပါတယ်အစွမ်းကုန်ကြိုးစားနေပါတယ်ခင်ဗျာလို့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ